ုံးပဲမင်္ဂလာပါဒီကနေ့ဖတ်ပြပေးမှာတော့ဆိုင်းဆရာမကြီးခင်းနေယူရဲ့လက်ရောင်ကောင်းတစ်ပုဒ်ဖြစ်တဲ့ဒုက္ခတို့တော့ရောင်ရမြင်မှမလဲပါဆိုသည်ဝိထုတို့လေးပဲဖြစ်ပါလေရှင်ခံစားနာဆင်ပြီးပါအောင်ရှင်ယတာစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လုပ်သွားကြဖို့မမေ့နိုင်ဘူးနော်မရှိဘူးသည်စတုံထုံးကြင်ရပြန်လေးပြီ သူ့ဇဝေးများသည့်စတုံးဘဝသို့ရောက်ရမဆိုတာနှင့်ထိတ်ပေါ်သို့ရောက်အောင်ဖြင့်မနေပင်တင်ယူရ၏ရခင်ကမြမမင်းကလေးများသည့်အဖြူဝံဝင်ဝင်ကင်ကလေးဘဝထဲကပင် ရောင်တုံးလေးထုံးကဇရစ်ဝိုင်းလေးတွေနဲ့ဖြည်းအဖြူဘဝရောက်၍အလုံးသိမ့်ပြီးတော့လဲဂျပတ်ရှူစတုံးကိုဆက်မိတ်ခွေလေးများနဲ့ထုံးရမြင်မှုဆက်ပင်သည် အမြဲလိုပင်ပင်တင်ထားရသောအချင်းရပြီဖြစ်လေသည် မရှိဘူးလို့ခေရောက်တော့အခါငယ်တုန်းကလည်းအမေရိကန်စတာအပြုတ်ပေါ်ဝင်လာတော့လဲကြည်ဆံမီကြည်ချင်းကြည်မကြည်လင်နောက်တွဲတော့သို့မဟုတ်ပေါ်နေသေးခေါ်မြင်မိလေးလို့ချီနောင်ထားရလို့ရစပင်းနေထိတ်တို့မရောက်ကုတ်ပေါ်တွင်ပင်အသာတိန်နေပြီညတိုင်းညတိုင်းချိန်မှာအသာချအောင်စပင်းကိုပင့်ပေးမိချုံအေးစတုံးအချော့ကိုတော်လီခင်မှာထုံးပေးလိမ့်မိမမခင်တို့ကလည်းဒီလိုပဲ နှဝင်မဆန်းကလေးကစားပြီးညတိုင်းအထုံးကျင်သွားတာဒီစီမာလာဆန်းတို့ကိုဟောင်ကိုထုံးတက်သွားကဘသူမှတော့ထုံးမေးဖို့မလိုဘူးမမများက သူ့တီဂရီယူစင်ကစတုံထုံးခဲ့ပုံကိုပြန်၍ပြောပြနေလေမရွှေဘူးစတုံထုံးနေခြင်းမမများကအနောက်မှရဲ့၍မန်နေနေမမများရုပ်ကိုမြင်နေရသည်တို့လိုတန်လန်ချနေတော့ကိုပေါ်ရှိဇန်ွေများကိုမမများက ပေးနေမြင့်တွင်ပြီးပေးနေလေသည ဘာမဆိုအလုံးလုံးရသည်မှာစောရှင်နေစိတ်ပိုင်းစောမရှင်နေစိတ်မပါပဲယခုလည်းမရွှေဘူးသည်စတုံးထုံးစားတရက်နှစ်ရက်စတုံးထုံးရသည်ကိုစိတ်ပိုင်းငါဒီကရီယူရတော့မယ်ဒါငါစူးစမ်းမှုရဲ့အထင်းမဲ့ပဲဟူသောစေကသူ့စတုံးကိုတွက်လက်စွာထုံးချင်လောင်အောင်ဆွဲဆောင်နေသူသည်ရခင်ကအိမ်တွင်မျက်နှာငယ်လိုက်သူတို့မိသားစုဓပုံတွင်တွင် မတည့်ရနေသောနောက်တန်းမှာ ကိုကိုကြီးကို NFC လန်နံပြန်အင်ဒီနီယာကြီးအဖြစ်တွေ့ရ යි ကိုကိုကြီးပြီးတွင် ကိုကိုလေးဤပုံမှာဘီဘီယာဝစ်လုံတော်ရာကြီးဖြစ်ုံမကသူကလည်းပြီးလက်ပြန်ပြီဖြစ်သည်အလေကောင်းတွင်မမများကတက်တဲ့ရန်နေသည်သူကလည်းစတုံးကြီးမောင်မောင်နှင့်ဘီဒီပွဲရသူမို့ခန်းညာစွာပေါ်လွင်လာနေသည်မမ၏ညာဘက်တွင်ဒေါ်လီခင်မှာဒေါ်လေးဤအင်စားတော်မှာ MA နှင့် ပြောမြမပြီဖြစ်လို့ရေးထားကြသည် သူတို့သည်ငါးရောင်လုံးမှပွဲသူအလိုက်ဝိယုံများဝိချုံထားသည်သာမကမိန်းကလေးများသည်ဇတုံများနှင့်ဖြစ်၍ချစ်သည်ရှိကယောက်ျားလေးများသည်ခေါင်းပေါင်းများနှင့်ဖြစ်၍မြမဆန်းဆန်းတင့်တယ်လာသည် သူတို့ရှိကမှ ဖေဖေနှင့်မိမိသည် ကလထိုင်နှလုံးတွင်ထိုင်နေလေသည်မိမိသည်ကမောစာလုံးနှင့်အစင်ပေါ်ပေါ်ဝှက်ထား၏ မိမိဘဝမှာချင်းမြေထီအောင်ရှည်လားလှသည်ပန်းမြောက်ကလေးများသည်ဓပုံထွက်တွင်ဝဝဝဝမြင်နေရသည်မိမိသည် နဖူးလာသူမှုပြီးစပန်နှင့်ခံများ၍တင့်တယ်လှသည် စတုံးမော်တွင်တလုံးနှင့်စိန်စတိုးကိုထိုး၍ဓာဤမိမိအင်ကြီးလက်မပွလို့ရင်မန့်ရွှေဖို့ခေအမြင်နဲ့ဆိုရင်ရေစရာကြီးလိုမင်းဖြစ်နေသည်မိမိသည်သူသားများလိုပင်ဝိယုံကြီးတစ်ခုကိုဝတ်ချ၏ ေဖေယူခဲ့သောဒီဂရီမှလည်း MA ဘင်ဖြစ်လေသည် ဖေဖေသည်ရခင်ကအကျောင်းဦးဆရာကြီးလုပ်ခဲ့၍ယခုတော့ပင်စင်ယူခဲ့လေပြီသည် ဖေဖေနှင့်မေမေချင်းရင်းတွင်တင်မျိုးပြားလေးပေါ်တွင်ငေါတောက်လေးကျုပ်ကျုပ်ရွရွထိုင်နေသူမှာမတ်ရွှေဘူးဖြစ်သည်မတ်ရွှေဘူးတွင်ဘာဝေးရောမှမရှိမတ်ရွှေဘူးသည် ထိုစဉ်ကခွန်တန်တမ်းမြပင်ရှိသေးသည် ထိုသက်ပုံသည်အရင်ကြက်တည်းရဲ့ဆောင်အဖြစ်ဧကန်တွင်ခံသားစွာ ချိန်ထား၏။တခါတရံနွေရသည်ចောင်းပရက်မိသားစုများ ဆုံမိကြချိန်တွင်မူဒေါ်လီခင်မတို့ကအမြဲနောက်သည်။ခွေးပုတေအောင်ဟော်ဒီတပ်ပုံထဲမှာပိုင်းပိုပြီးဒီတပ်ပုံကချက်တည်ရှိမှာခုတော့ခွေးပုကဘာဒီဂရီမှလည်းမရဘူး။ဝိယုံမဝိတာတော့တပ်ပုံကြီးကတကူကိုဟန်နေရပေါ့။မရှိဘူးငယ်စဉ်ကဒေါ်လီခင်ကတော့မမများတို့ကတော့နောက်လည်းပြုံးရပြနေတတ်သည် စိတ်ထဲကမထိခိုက်ပေ။ဆယ်တန်းရောက်လာသောနှစ်တွင်မှမန့်ရွှေဖို့သည် သူ့ဘဝကိုနားလည်လာသည်။ဖေဖေသည်ပြင်ဆင်ယူခဲ့ပြီးဖြစ်၍တထုံတွင် နားနေသည်။ဖေဖေနှင့်အတူသူတစ်ယောက်တည်းပင်ရှိ၏။မိမိကလည်းကြွယ်လွန်ခဲ့ပြီ။ဒေါ်လေးလိုကိုကိုတို့မမတို့ပါရန်ကုန်တွင် အလုတ်ကိုစီအိမ်နာကိုစီနဲ့နေရကြသည်သူသည်ဆယ်တန်းရောက်တော့လဲအင်္ဂလိပ်စာမတတ်သေးပြီမမြမမြတင်ပြီးထား၍ညရုမ 3D အမှတ်လေးထိလောက်တော့ခတ်တိုင်းတခါတည်းရန် AF RN CK အာဖရိကကိုအတန်ထွက်မှန်ပိုင်း၍မမများကထိတ်ခေါက်တတ်သည်ဖေဖေသမီးကိုဘာလို့အင်္ဂလိပ်ကြောင်းမှမထားရလဲမရှိဘူးကထိုမေးခွန်းကိုမေးတိုင်းဖေဖေသည်မျက်နှာပြသွား၍အပူသည်နောက်တော့ထိုမေးခွန်းကိုမမေးတော့ဘဲသို့တော်သူသည်မနက်တိုင်းတပြက်စီလဲဖုန်သုံးရတိုင်း နေရမဖွဲ့ထုတ်တဲ့ကြီးနီးချိုတက်ပုံကိုကြည့်မိသည်ကြည့်ပြီးတိုင်းနဲ့ငါတနေ့နေ့သူတို့လိုစတုံးမြင့်မြင့်ကြီးထုံးပြီးဖွဲ့တစ်ခုခုဝိယုံကြီးကိုဝိရအောင်ကြိုးစားမယ်ဟူသောတန်နေတံကိုနေစဉ်ခြားမှတ်ခဲ့လေသည်သူသည်သူသည်မြမလိုဆယ်တန်းသာတတ်သည်ယုံကြည်နိုင်စရာပင်မရှိအောင်အဖို့သည်ကံကွက်ကြလာသည်အိမပညာတတ်များပေါများသောမိသားစုအထက်တွင်ကံကွက်ချ၍မတ်ရှိဖို့သည် ဝဲကျူးကိုမဆူတာနဲ့အင်္ဂလိပ်စာကိုမှမတတ်သေးပေသူဆယ်တန်းအောင်နေဖေဖေဟိပင်စီနာက မလောင်ငါရွေသူတီအလဲတန်းပြဆရာမလေးအဖြစ်မြို့နေစပယ်ချောင်းတွင်ဝင်လို့သည်နေပါအောင်တော်ကြီးရဲ့အဖို့ကိုသူတို့ဘာလို့အင်္ဂလိပ်ချောင်းမှာမထားလဲတော်ကြီးမှမမေမသိခင်နေရအတူနေလာတော့အိမ်တော်ပါထမင်းချက်ကြီးဖြစ်၏သူမင်းတို့ရဲ့တော်ကြီးကစိတ်ဆုံးအောင်ရှိပတ်စံမရှိလို့ဘောဟာမိပုရဲ့ နေနေငယ်တုန်းကအင်္ဂလိပ်ကျောင်းဆိုတာလာဖလို့မရှိဘူးနေပါအောင်ဖေဖေတို့ကဆင်းရဲသွားတယ်ပဲထားအဲ့ဒီမမတို့ကိုကိုတို့ကအဖို့အတွက်ကျောင်းလာကားလေးတောင်သူ့လိုမထောက်နိုင်ဘူးလားမရှိဘူးတင်မေခွန်စကားကြောင်းရှေ့ပြန်လေးတီဒီမနေ့ရဲ့နေ့အဖေရဲ့ဒီရဲ့ခြံခဲ့အောင်ကန်ကောင်းလာပြီးအောင်မေညို့မို့ဆိုရင်နေတို့ကိုပါချစ်သေးသိမ့်ခံရမှာတော်ကြီးကအကျုံးလိုက်အစ်စ်လိုက်ဖြစ်တော့လဲ မရှိဘူးဝမ်းနေရမှမသိဟဟပပရေတော့သည်ဒေါ်ကြီးစကလုံးသုံးပုံကိုသူသဘောကျသွားကြပြင်ဖြစ်သည်ရိုးတို့ဖွဲ့တို့ရတယ်ဟုတ်နေမဟုတ်ဘူးအမေကတော့ဘီလက်တို့တတိတိပို့ရတဲ့ငွေရနေတာမဟုတ်ဘူးမရှိဘူးရဲ့သူတို့ပညာတက်လာတော့သူတို့သားကျွေးမှုမယားကျွေးမှုနေကျွေးမှုတွေနဲ့ဘဒုကမှမိဘကိုပြန်မကြည့်နိုင်ဘူးလေစကားဟောင်းမချဘူးလားသားသမီးဆယ်ယောက်ကိုမိဘနှစ်ယောက်ကကျွေးမွေးနိုင်တာ မိဘနေရာကိုတာသမိဆရာကပြန်မကျွေးနိုင်မှုဆိုတာမကြဘူးလားဟာအချိန်နေ အရရကိုအချင်းဆုံးနဲ့အရှင်းဆုံးတော်ကြီးကဖြေပြလေသည်မရှိဘူးတဲ့သူတပါမနာလိုကြောတတ်မှစာတာတောက်တာကြည်ဖွာတို့တတ်တာစာတာပါသူဖြစ်သည် သူမထွေဖြေစာပထမနှစ်ကမထွေတင်ပြထန်းသောဖရိုနီဝတ်ချုပ်ကိုမဖတ်တဲ့သူဆောင်မွက်ဖြစ်ပြီးတရင်ကြသောတငယ်ချင်းတို့ကသူ့ကိုဝိုင်းတော်ကြ၍ သူ့အပြီးတပည့်တခါကဖြစ်ပူသည်ဆိုတော့ကြောင်းအောင်ဆရာမကြီးကသူ့ကိုအားပြီးဒီမှာမိဘူးစာတလုံးမှမသိရင်နေပါစေမထွေဆိုတော့ဘာလဲလို့သိရအောင်သွားဖြေစမ်းဆရာမကြီးကအားပြီးချက်နေသူ့မထွေသွားဖြေခဲ့သည်တကယ်လဲစာတလုံးမှမရေးတတ်ပြီကောင်မကိုကအင်္ဂလိပ်စာတလုံးမှမတတ်ပဲမထွေကိုလူလိုတူလိုသွားဖြေတာကြတာကောင်းနေသူရေတငယ်ချင်းကောင်ရောက်မှတော့ တငယ်ချင်းပြပြချီးမွမ်းထောပနာပြုကြတော်သည်ဒီတော့မှတွင်မရှိဘူးသည်မကန်ချင်းစိတ်နှင့်တချီတဲ့ကြိုးစားလိုက်သည်မှာနောင်ညွင့်တွင်မက်ထရစ်ကိုချောချောမမအောင်တော်သည်ဘီအမောင်ခင်ကဘီအမောင်လင်းပဲဘာမှမဖြစ်ရတော့မလို့လို့သူ့ကိုပြီးမိသားစုကလူရပင်မသွင်းတော့လို့လို့နဲ့မရှိဘူးသည်အတော်ပင်စိတ်အားငယ်ရသည်ယခုတော့သူသည်နောင်နေကလူရသည်အလက်ချင်းတွင်မိသားစုစုံစည်းမိသောအခါအကိုအမများကဲ့သို့ ဘေအေဝေယုံကိုဝေကဓပုံရှင်ထွဲအရိုက်ခံရတော့မီအေကန်ရှိဓပုံထဲတွင်ရခင်ကလိုမိပူသည်ခွေးကလေးတကောင်ဝင့်နေသလိုမြေပြင်ပေါ်တွင်ဝင့်မနေရတော့မမများနဲ့ရှင်တွဲ၏ပါဝင်ခွင့်ရတော့မီငါဘီအေကမှငါဟာငါတင်ရလို့ရရပြီအောင်စင်းထွက်လာစားကကိုဟာကိုအလုံးလုံး၍ရတော့ငွေနဲ့ကျောင်းနေရတော့ဒီဂရီဖြစ်၍သူ့စိတ်ထွဲတွင်ထူးထူးခြားခြားဂုံယူမိနေသည် ။သို့တော်သူသည်နောက်နာရီပိုင်းတွင်သူ့ကိုယ်သူပြန်စဉ်းစားနေသည်။ဖေဖေကအချင်းကိုမရှိဘဲအောင်မြင်သွားသည့်အတွက်ဝမ်းသာကြောင်းလာ၍ပြောသည်။ Congratulations တမီးဟုလက်ကိုကမ်းလိုက်ကအင်္ဂလိပ်လိုပြောလိုက်သောအခါတွင်မူမိဖုသည်လက်ပြန်ကမ်းရန်ကြုံနေ၍နေလေသည်။ဖေဖေကိုပြုံးကြည့်ရမှတမီးပါသားတွေးမိလိုပါဖေဖေ။သမီးဖေးဒါအောင်လာရင်ဘာမှလည်းတိုးပြီးစံတက်လာလို့ပဲဖေဖေကိုပြောပြနေသည် ဖေဖေကရေမောရင်ပညာဆိုတာဘယ်တော့မှသိလို့မကုန်ချုံးဘူးတကယ်စာသင်တာဟာစာသင်လားလေးလေးသူ့ကိုယ်သူလိုသေးတယ်ဆိုတာသိလားလေးလေးပဲသူ့ကိုပြန်၍ပြောပြလေသည်ယခုဒီဂရီယူအပ်ချိန်နေခဲ့လာတော့မှမိရှိပုတိဝမ်းသာစိတ်အရှင်ရော၍ရောလာသည်စကုံးကို ထုံးရသည်ကိုပဲကြောင်းဝဲတစ်ခုလိုပင်မလာသည်စကညောင်သည်ဥယေကနာရသည်ထင်စပင်က တည်တည်တတ်တတ်ကိုလုံးဝမရပေ။မမများကသတင်းချုပ်တွင်တထုံအင်းကိုခစ်ကြပြလာကဖိဖိကိုကတော်သည်။အော်တော်ဘာကျောင်းပွင့်ချိန်မှသူ့ရန်ကုန်ကို ပြန်မီဖြစ်လေသည်။ထို့ကြောင့်မိရွှေဘူးအားစတုံးထိုးရသည့်ကိုညွေတင်ပေးနေခြင်းဖြစ်လေသည်။ဒေါ်လေးခင်မကလည်းနတ်ပြန်ရောက်လာပြီဦးမီ။စတုံးထုံးကကြောင်ဝင်ကြီးလာပါလေအပူရဲ့။မင်းကြီးရတာတိတ်မင်းတဲ့ပင်မန်းတလို့ပဲ။ကအုတ်ထုံးနေပဲယူရော့ပေါ့။ ပြီးတော့စိန်စတုံးတို့စိန်ပြီးလို့လဲလိုသေးတယ်မမများကဆိုရင်စိန်စတုံးတို့စိန်ပြီးလို့မပါလဲဟောဒီတို့ပြောင်ပြောင်ထုံးပြီးယူမယ်အဖို့ကစတုံးကိုပြီးကုန်းလေးနဲ့အချောကရင်ပြန်ဖြေနေသည် ပေမမန်းဇရားစုံမန်းတို့လဲတည်ရဲသားနဲ့မရှိဘူးတည်းဘယ်တော့မစိုးစွတိုးကျင်လာသည်ဟုမမများကမှတ်ချက်ချမိနေသည်အဖို့ဒီစတုံးကိုအချောတက်၍ရလာတော့အချိန်မှာနင်း၈နာရီထိုးလေပြီ 9နာရီကလေးကအမှန်တကယ်ကိုနေထိုင်ခါထုံးရခြင်းဖြစ်။ဘာဦးရေကူးနေသည်ဆေးကူးရမရပါ။စာချက်တန်သည်ပရင်းမောက်မှဒိုးလိုက်။သူ့အိမ်ခန်းသည်ခြံစည်းရုံးနှင့်ဆယ်ပေးလောက်กว่าသည်ခြံစည်းရုံးတစ်ဖက်တွင်မူမရဲတို့တဲရှိသည်။မရဲသည်ညရောက်နေစာမမှန်ချက်သည်။အော်၍အော်၍ချက်တော့ကြောင့်မရဲစာတန်သည်ပရင်းမကျော်ကမရွှေဘူးအိမ်ခန်းသို့ရောက်လာသည်။မရဲဟူသောအမည်မှာအနတရာအမည်ပေးလို့ ယူထေအမည်ပေးတော်မိရွှေဘူးကမသိရဲဆန်တတိရှိလို့ရင်ပင်မရဲဟူ၍အမည်တွင်နေတယ်လို့လုံးလုံးကိုရဲရခြင်းမရှိ၍မရဲဟုခေါ်တယ်လို့မပြောတတ်ပေထို့သောမရဲသည့်အစာအလုံးစူးစမ်းမဲ့သော မိရွှေဘူးကတည်၏မိဘူးတို့မြို့နေစပယ်ချောင်းလေးတွင်မရဲကနေသည်မရဲငါးနှင့်သမီးကခါကြီးခါခွေတန်းဆိုင်နေရာမှ၆လနှင့်သူငယ်ရန်အကြီးတို့ရောက်၍လာလေသည် မရဲတွင်အဖေမရှိသည်သူသည်ကြောင်းမလာခင် အမေကိုရေခတ်ပေးသည်စံစေးပေးလေသည်ကြောင်းပြန်ချင်းတွင် အမေ၏အိမ်ဆိုင်လေးတွင်ကိုရောင်ပေးသည်သည်ညစာမချက်ခင်အမေခူထားသောစပယ်ဖူးများကိုအထည်ချွနေသည်၍ပေးရ၏စပယ်ကုန်းများကိုနက်နက်တွင် အမေဒီချိန်မှာပေါက်တယ်ပေးရမည်ဖြစ်လေသည် အမေကိုကူရောက်သောကိစ္စများပြီးပြီးမှရေနံစီမိကွက်ပေးတွင်မရဲသည် အော်ချီဟင်ချင်းစာချက်တော်သည်တကယ်လို့ဆိုတော့လေသူသည် အကြောင်းနဲ့သူတွေးလိမ့်နေ။မရဲဒီလည်းအလုံးချက်ဖန်နဲ့ကြောင်ထရှာသူဖြစ်သည်။သူသည်အမေနဲ့ကိုရဲ့ငွေရှာရသူပင်ဖြစ်သည်။အမေပေးသောမုတ်ဖုံငါးပြားကိုမတော့။ထမင်းချက်ကိုတဝါစားပြီးမှမနက်သူကြောင်ကိုသွားသည်။သူရသောမုတ်ဖုံထဲမှစုရရသောပစံကိုအမေကငွေဖြည့်ကရွှေသမတ်သားဝယ်၍မရဲတွင်ခေါင်းပွားလက်ကောင်လေးတစ်ဖက်အလုပ်ပေးထားလေသည်။မရဲလက်တွင်ရွှေလက်ကောင်လေးတွေ့တိုင်း ငငယ်ရွယ်ရွယ်နဲ့သူ့ခြေတော့ကိုသူရက်တိုင်နိုင်အောင် ကြိုးစားခဲ့တော့မရဲကိုတဘောချ၏ထို့သောယခုတလောစကုံးထုံရတွင်စိတ်တုန်နေလာမသည်သူစတုံးထုံချိန်တွင်ဘာဟုရေကူးနေသည်စေကူရေမရပါဟုမရဲအော်လည်းနေအဖို့ကဒေါ်ပွားလာသည်မရဲသည်စာများကိုရှေ့ထိုး၍ချက်ရသည်တည်းအောင်စာချက်ပေးတွင်ဘာဟုရေကူးသည်နေနေနေကုန်းချုပ်၏တကယ်တည်းမှာပဲဒီဘာဟုကလည်းအဖို့ငငယ်လေးကရေကူးနေရာ အခုမရက်လက်ထက်ဒီရေကူးနေတော့မယ်။မရွှေဘူးဒီဆောက်ကငောက်ကမန်တင်ကုန်မှာထားလိုက်တော့လေ။အပူကဟာလေ။ဒေါသဖြစ်စရာမရှိဖြစ်နေလိုက်တာ။ဘာလို့ရေကူးနေတာမင်းငငယ်တည်းကမဟုတ်ဘူး။တို့များငငယ်ဒေါ်လီခင်မတို့ငငယ်တည်းကရေကူးနေတာပဲ။မမများကသူ့ကိုကြည့်ကရေမောင်းရင်ပြောလိုက်သည်။အပူဒီမန်တင်ကုန်ရှိတွေခောက်တော့ခောက်ပြန်ရှောင်းနေ။ဇမားစတုံးကိုတဲပို့ထားရတယ်လို့ခိုင်းနေနေသည်။ ဆက်ကြီးကိုဘာလို့ခံခံကြီးလှုပ်ထားရတာလဲတော်ကြာခုံးမိပေါ်မှာအဓိပတိနဲ့လက်ဆွဲနှုတ်ဆက်တော့မင်းဆက်ကြီးခိုင်နေမှာပေါ့မမမြသည်ခတဲ့ပေါ်မှာထိုင်လာသူ့ကိုပြောပြန်လေအခုစိတ်ကူးတဲ့မှာတော့ဟောဒီမြမစားလေးကဘာဝူးရီကူးနေသည်စိတ်ကူးရင်မရပါဆိုသည့်စာပိုက်ကိုဖြုတ်ပြင်ကောင်းပါပဲအခုပြန်ပြောတော့စကားမှာမင်းဆက်တို့နဲ့ဘာမှမပတ်သက်ပြီမြမရဲ့စိတ်အပြောင်းလဲမြန်ပုံကိုမမမြကအံ့ဩနေနေသည်စိတ်ထဲကလည်းရည်ချင်တယ်လို့ဖြစ်လာသည် စံချမမဒီစိတ်ကူကိုမရှိဘူးကဘာကြောင့်စိတ်ကူပါလဲတိုးတော့မရှိဘူးဒီပြီးစတော့ကိုလုံးဝမေ့သွားနေပြီမန်တင်ကောင်ပဲရှိစာကြည့်စပွဲတွင်တွား၍ထိုင်နေသည်နေလေကရောက်လာတော့တနင်္ဂနွေများချမစာကလေးများကိုထပ်မံ၍ကောက်ကိုင်းနေ သူ့စကားကိုဆက်ပြော၏ဟုတ်တယ်မမများရောအဲ့စကားလုံးလေးကလက်ရှိပညာရေးစနစ်အတွက်နမိတ်မကောင်းတယ်လို့ပဲဟင်ဘီဒီဆီယာမကြီးကမရွှေဘူးစကားများအတွက် မျက်လုံးပြူသွား၏ရေကူးနေတယ်ဆိုတော့ကတောင်မရောက်မြောင်မရောက်ချက်ဘက်ခန်းကိုမရောက်ဘူးဆိုလိုတာဟုတ်ဘက်ခန်းကိုရောက်ချင်ရောမရောက်ချင်ဒီဘက်ကမှရင်နေအဲ့ဒါကမှဟန်တယ်အမဲပဲရေကူးနေတယ်ဆိုတော့မကောင်းဘူးပြီးရောလဲနောက်ဆက်တဲ့စားပိုက်ကစေးကူးရမရပါဆိုတာတော့ပြင်လို့ကိုမရတော့ဘူးဆိုရင် အဖြစ်မျိုးကြီးမရွှေဝတီဘာရွေရွက်ချက်နဲ့ပြောနေပါလေမမများသည့်ရုတ်တရက်နားမလဲပဲ ဒီမြေညာရေးစနစ်ကပြင်လို့မရတော့ဘူးအခုပြောနေရလားမောင်အမမေးပြင်မရတာလားမပြင်တာလားလို့အဖို့တွေးနေတာအဖို့ဒီငါရေးတွေးနေရမှပြန်ဖြေအဖို့ဆိုလိုတာကဘာကိုရှိရွယ်လို့ဘယ်ကိုဥတည်လဲမသိအဖို့တို့အခုပေးအောင်လားချပြီအဖို့တို့အတုတ်သေးတွေမဲမနေဘူးအဲ့ဒီဘေးတွေဘာလို့ကြမလဲပြီးတော့အခုလုံးလုံးကချူတူတွေရမှတ်မှန်ရေးရတယ်65ရာခိုင်နှုန်းမပြည့်ရင်စာမပွဲမဖြေရဘူး ကျောင်းသားရေမှုကလည်းခေါ်ဆိုတယ်။အခုတော့ဖြေသမျှတက်နိုင်တယ်လို့အောင်းအောင်းပေးရရင်လို့ပေါမောခရီကပြောထားတယ်ဆိုပဲ။မမများဒီရန်ကုန်မှာနေ၍ကတိကများ၊ကျူတာများနဲ့နေရသူဖြစ်၍တက်ကြလို့အဖြစ်ကိုအဖို့ထပ်ပို့သည့်။သူမိတ်ဆွေလက်ထောက်ကတိကတယောက်ကအစမ်းဆောင်ပေးဝယ်စေရာတွင်အာမမပြည့်သူများကိုအမတ်ဖြစ်၍အောင်းအောင်းပေးရမည်ဟုပေါမောခါကပြောထားသောကြောင့်စိတ်နေသေးလို့နေ၏။ ချောချောဟာအမတ်ပေးကိုအကြံအောင်မတန်ဘူး။ဟုတ်ဆိုရင်အေးလေ။တက္ကသိုလ်ပညာရေးကိုအပေါ်ဆောင်ဖြစ်အောင်ပဲအအောင်လျှောက်ပေးနေရလို့ပြောချင်တယ်ပြောကြမှာပဲ။အဲဒီလောက်အအောင်ပေးတာတော့မင်းတို့ကျောင်းသားတွေဘက်ကလေကိုဘက်ကကြော်အောင်မကြိုးစားပဲဆောင်ပွဲအအောင်ပေးဖို့နေ့ငါတောက်ဆုံနေကြရလဲအခုချမ်းမိမှာပေါ့။အခုကမမစကားကိုနားထောင်နေရင်ငါရဲ့တွေးတွေးနေ ဖီးတွေအောင်လာကြတာအလုံးလက်မှတ်တွေများလာကြတော့မမများကိုလည်းစိတ်မအေးပါဘူး။ကျောင်းသားတွေဘက်ကပညာရေးစနစ်ကတလန်းသွားပဲလို့ဝေဖန်ကြတယ်။တကယ်အသက်မွေးဝမ်းဆုံးအတွက်အင်ဂျင်နီယာတွေဆရာဝန်တွေလို့ခေါ်တော့လေသက်ဆိုင်ရာဆောင်မပွဲမှာအောင်အောင်မဖြစ်နိုင်ဘူး။ရိုးရိုးပြေတာမနေဖြေနေရကြတော့မခတ်ဘူးလား။သတ်မှတ်ထားတဲ့အရေးချင်းတိုင်းပြေဆောင်အောင်တို့ကြိုးစားမယ်လို့တော့ကျုပ်ကဖူလုံအောင်မတွေးဘူး။ဒါစနစ်ကြောင့်ဘတုကြောင့် ဘယ်ဝါကြောင့်နဲ့ဝေဖန်ကြောင့်ကိုဘက်က short တော်တော်မခတ်ဘူးလားတခါတခါတော့မမမြစိတ်ထဲမှာစောင်းသားတွေကိုရှိုက်ရာတိုင်းပြီးအနေတိုင်းပြီးအဖြူတိုင်းပြီးဘယ်တိုင်းပြီးပြပြအားလုံးပို့လိုက်ခြင်းနဲ့ဒီတော့မှသူတို့ဟာစူးစမ်းဖို့ဘလောက်လိုသေးတယ်နိုင်ငံခြားတိုင်းပြည်တွေမှာစောင်းသားတွေကမူလတန်းအခြေခံရဖို့တော့ဘလောက်စူးစမ်းရတယ်ဆိုတာသိမယ်အဖို့ဒီဖြတ်ခနဲ့ဆို သူ့ကောင်းထဲမှာ စတုံးကိုပုတ်ချလေသည်စတုံးမှာဖြစ်၍စပင်များသည်ကြောပေါ်ဝဲသွားကြ၏။အော်မိန်းကလေးနဲ့ဘလို့ဖြစ်ရပြန်လာလဲ။မမများသည်ညီမများအဖြစ်မျိုးကိုနားမလဲပြီ။မမများကလည်းဆရာမကြီးဆိုတော့ပညာရေးဘက်ကရှိနေလိုက်တာ။အဖုကဘသူ့မှာအပြစ်မတင်။ဘာလို့လဲဆိုတော့အဖုတို့အုပ်စုမှာမမမှပေါ်တဲ့အရေးချင်းမရှိပဲဆောင်မွေးအောင်ခြင်းသူတရားမှမရှိဘူး။အဖုတို့အောင်လာရင်းနဲ့မှာ တက္ကရောမှာစီကံအချက်ဆုံးနဲ့အမတ်ကိုလည်းချက်ချက်မှန်မှန်ပေးရနှစ်ပဲလောလောဆယ်အပုတွေးနေတာကအပုတို့လူစုအားလုံးဘာလို့ကြောက်မလဲဆိုတာပဲဟိုเจ้าသားတွေနဲ့အပုတို့နဲ့ဘာမှမဆိုင် အပုတို့အုပ်စုကမိန်းကလေးတွေကြီးပဲအင်ဂျင်နီယာလည်းမဖြစ်နိုင်ဆရာဝန်ဖြစ်ဖို့ဆိုတာတော့ PA လေးနှလုံးတော်ကိုယ့်အလိုကိုယ်လုပ်ပြီးပတ်စံစုနေရတာဆရာဝန်ဖြစ်ဖို့ဘယ်သူကမှ9နှစ်6နှစ်ထားပေးမှလဲမမများကငိုင်းသွားကြီး ။နိုင်။သူတို့ဒီအခုဂျာဝင်ကိုဘသူမှမယူကြပြီ။လောကကြီးရာဒီလိုပဲပေါ့ကွယ်။ဂျာဝင်ယူနိုင်တဲ့လူရှိကြတော့စာသင်ရတဲ့လူလည်းမကြိုးစားဘူး။ကြိုးစားတဲ့လူကြတော့လေနောက်ပိုင်းကထောက်ပံ့မယ်လို့မရှိပြန်။အမများကညီမကိုစိတ်ပြေရန်ဖြေးလိုက်ပြန်လေ။ဒါကြောင့်အဖုစိတ်ထဲမှာမယံစာသက်နဲ့ကြားတိုင်းရှင်နေနေနေသွားတယ်။အဖုဒီမန်ဒီကောင်ရှိရလို့ပြန်လျှောက်သွားကသူ့ကောင်းတွင်ဆိုင်ထားသောဘီးများကို တချောင်းချင်းဖြုတ်နေလေ။ဘာဖြစ်လို့လဲဆိုတော့အယဲကြီးဇလန်းကိုသူပြန်ဆိုက်ပြီးမန်ထဲမှာမောင်မများကိုကြည့်ခါစကားဆက်ပြော၏။တောင်ကြီးကမိတင်အင်းရှိခါစားလာတယ်။သူကအဖို့လိုနေတဲ့တန်းနေ။သူလဲဘာသာတိုင်းလိုလိုအမှန်90 60ထက်မရော အမြဲရနေရ။အလုတ်ပြန်လျှောက်တော့စတေမာ24မှတ်တမောင်းကိုခန့်လိုက်လို့သူ့စားထဲမှာအဖို့ငါတော့ဒီဘွယ်တို့ကြီးအာမယူချင်တော့ဘူးတဲ့။တေအောင်ကြိုးစားတဲ့အလကားပဲတဲ့။ သူစားကိုဖတ်ပြီးအပူကတဏှာဖြစ်တယ်။အပူတို့ခေကတကယ်တော်တဲ့လူကိုတကယ်မှပူဇော်ပေးရလားလို့အပူတေသူ့မျက်လုံးဝိုင်းမေးလေသည်။မမမြကချိုမေးကုန်မဖြစ်ပေ။ပင်သက်လေးရှူပါနောက်တွင်ခေါတော့ခေါင်ပြန်ရှောင်းနေ။မန်နေရှိညမယုံလေးကိုကြည့်။အပူစိတ်ထဲမှာတော့မယ်ရဲကိုတနာတယ်။သွားလိုက်ပြောချင်တယ်။ဒီကောင်မလေးစဉ်းစားစင်ရတယ်။ဒီလိုကြောစားပုံနဲ့ပညာပတ်မှဆုံးမအမှန်ပဲ။ နေပင်မခံပြီးစူးစမ်းမနေနဲ့မိရဲ့နေဘလောက်ကြတော့အသားရမ်းကောင်းတဲ့သူများကကြီးပွားမှလို့ပြောလိုက်ချင်တယ်။မမမကရုတ်တရက်လမ်းလျှောက်ရကအပုကောင်းကိုပုတ်လိုက်တယ်။ကောင်းပါလေဘာလဲလျှောက်ပြောနေလဲ။ကလေးတွေစိတ်ပျက်စရာကောင်းလိုက်တာ။မင်းတို့ပညာတတ်တယောက်ကဒီလိုစကားမျိုးမပြောသင့်ဘူး။ကိုစတော့ပေါ့ကိုရက်တည်နိုင်ပြီ။ကိုအစမ်းစားကိုအားကိုလိုတဲ့စိတ်ကိုအိုများလာအောင်နောက်တစ်ခေတ်ကလေးတွေကောင်းတဲ့သွေးမှုပုတ်လို့တယ်။ အဖူကမမများပြောသောစကားကိုနားထောင်ရင်းရဲသွေးသွေးလိုက်မမများပြောတာမှန်ပါရဲ့အဖူဘဝလည်းမမများအားလုံးအသည်အဖူဟာဘယ်ဘက်မှရေးတော့မဟုတ်ဖို့ခဲ့ဘူးအဖူတို့ခင်များသောအဖေလူငယ်တွေဟာမမများပြောသလိုရေးသားခုချင်းနေအခက်ကောင်းရင်ကြီးပွားခြင်းနဲ့ဆိုပြီးအခက်ကိုသာရှာတယ်ကို့အစမ်းစကိုအားကိုမလိုဘူးအဲ့ဒီလိုအချင်းကိုဘသူတွေကအဖူတို့ခင်လူငယ်တွေရဲ့ခေါင်းထဲတွင်းပြီလေတရက်ခန့်ကဘသူလဲမမား အဘိုးဒီဖန်လေးကမမရုပ်ကိုပင်စိုက်ကြည့်ကမေး၏မမများသည် တရားခါကိုမသိလေတလောတည့်ရနေပြီမဖြေချင်းရေလောလားမသိလောင်းဝအဖြစ်မပြပြီမိတင်အိလောအဖြစ်မျိုးကတစ်ခုမဟုတ်နှစ်ခုမဟုတ်တွဲတွဲနေရတော့အဘိုးလိုစိတ်တယ်ပြတ်မလားဘူးလားကိုဆန်းကိုအားကိုလိုတဲ့လူတွေအထွတ်လမ်းစာဟာပွင့်မလားပဲအမွေခံမှအကက်ကောင်းမှကြီးပွားချတာဆိုတာတွေ့နေရတော့အဘိုးလိုခေလူငယ်တွေက စူးစားလို့စိတ်ပေါ်တာပေါ့မမများကယခုတခါတော့မှန်တယ်မှာအရေးဖြစ်စကားမပြော သူရှိတတဲ့လာရက်ကသူ့မျက်နှာကိုစိစိကြီးကပြောရင်ညီမရင်စူးစားရမှာကိုတောင်းမင်းပေါ့အချိုးပေးသည်မပေးသည်ကတော့အကန့်တရလို့မှတ်လိုက်ပါကွယ်တကယ်စူးစားသူတွေအတွက်တော့တက်ခက်ကပေါ်လာအောင်ပါပေါ့အဲ့ဒီခက်ကမရဲလို့ခက်ဖြစ်ခြင်းဖြစ်ပါတယ်အဲ့ဒါဖြစ်အောင်မင်းတို့ပညာတတ်တွေပဲစူးစားရမှာကဲအဲ့တော့နော် မမမြကသူ့ကိုနှစ်သိမ့်စကားပြောကဂျပန်အိမ်ခန်းလေးသို့ကူးသွားသည်အဖို့သည်စာစီသပွဲရှိရာသို့ ပြန်ထသွားကတငယ်ချင်းချာမှစာကိုကောက်ကင်လေးပြန်သည်ယခုစာမှရန်ကုန်စီပင်စီချာမှဖြစ်အဖို့မင်းတို့ညနေစပယ်အကြောင်းဆရာမှပဲပြန်လုံနေလားမချစ်စတော့အိန္ဒိယသို့အဖေနောက်လိုက်သွားပြီအဖေတို့လူစုကတော့ပြန်တက်နေကြလိမ့်မယ်မတန်မြင့်တို့လူစုက အလုံးရှာမရတဲ့နဲ့ဘီအီတီတက်နေကြရဲ့မိမဒီနေ့မိတင်လာရရင်ချောင်းဆရာမဝင်လုံနေတယ်။တယ်မာတယောက်တော့ယောက်ျားယူသွားပြီ။ပင်စီလဲလင်းယူကောင်းလားမကောင်းလားစဉ်းစားနေတယ်။ဘီအောင်မိဟာတာတာနဲ့အလုံးလဲဆာမရအောင် စာလဲဆက်မချက်ချင်းဖေဖေကအညာရခင်သွားလို့ချင်တယ်လို့ဖေဖေကိုပြောတော့ဖေဖေကရည်တယ်။နေကိုပြောင်းမေးဆွေးရင်တော့ငါမရွေးနိုင်ဘူးတဲ့။ငါခက်အကြောင်းဘာမှန်းသိလို့လဲတဲ့။ အခုကုမ္ပဏီပါပင်စီဝင်လုပ်နေတယ်ကုမ္ပဏီအလုပ်ကလည်းစရင်ကအစားနှစ်ခုထားရတာကွာတစ်ခုကအမန်တစ်ခုကအစိုးရပြဖို့တဲ့တလောကစာအုပ်ထုတ်တွေလိုင်စင်ကြတယ်အဲ့ဒါလဲတော်တလုံးမှောင်ငိုစီလှည့်ထုတ်ရတယ်ဖေဖေကိုကဖေဖေအလုပ်ကတမအားစီဝါမဖြစ်ဘူးလို့အเจ้าမှာတင်ခဲ့တဲ့ဆယ်လီမင်းစတောင်းရဲ့စာအုပ်ကြီးကိုကိုကထုတ်ပြပြီးဒီမိုကရေစီကိုထူထောင်ခြင်းနဲ့တိုင်းပြည်မှာ လူသားရဲ့ကိုကျင့်နေရတန့်စင်မှုလို့တယ်လို့ပြောတော့ဂျာဟာငါကော်မတီရဲ့နင့်ချောင်းကမဟုတ်ဘူးလေနင့်ကိုပေးအောင်ငါချမိတာမှားတာပဲဒါပဲအပူရဲ့ကိုတို့ချောင်းကနေမှအတွေ့အော်နဲ့အပြင်လောကနဲ့ကတခြားစီပဲမိချားကတော့ပြောတယ်သူတို့လုပ်တဲ့ဌာနလာလို့မလားတဲ့သူလုပ်တဲ့ဌာနကသူတို့ပြောခိုင်းပြီးသူတို့ရေးခိုင်းတာရင်ဘေးတယောက်ကိုတစ်လ335ကျပ်ပေးတယ်တဲ့ကိုကအဲ့လိုမျိုးမလုပ်ချင်ဘူး ကျမ်းမှချမ်းသာပါစေ။ပင်စီအဖို့ဒီပင်စီစာဆုံးသွားတော့လေသူ့ချောင်းခန်းကိုသူ့လွှဲရင်တငယ်ချင်းများကိုပြန်လဲတန်တာမိသည်။သူတို့လူစည်းတွေအရှိတိုင်းအနောက်တိုင်းရာဇဝင်ဘာသာရဲ့နှခုနဲ့နိုင်ငံကြီးသိပ္ပံဘာသာရဲ့များကိုတင်ယူကြသောအုပ်စုဖြစ်ပြီးချောင်းခန်းရဲ့နေစင်းကတော့အရှိန်အောင်ရာဇဝင်တွေကိုလေလာဆွေးနွေးကနိုင်ငံကြီးတနရာကိုတုံးသက်ကြ යි ။ ဆောင်းငါထွက်နေမယ်တိုင်းမြင့်ကြီးကိုပြုတ်ပြင်ချတော့မီပုံစံလေးများသူတို့ကောင်းတွင်ရှိကြသည်သူတို့မှာမင်းကလေးများဖြစ်တော်လဲဆောင်းငါအပြင်သို့ရောက်သောအခါချက်မင်းအကြောင်းတွေးရရင်လို့မိမိတို့ဆောင်းကလေးထဲမှာစိတ်ကိုရင်အိမ်မများကိုမေးပြပြီးပြစ်ချရသည်တောင်းဦးရောင်ရောင်ကောင်းပါတယ်လို့ရှိတော့မိကြပင်ဆောင်းကအပြင်မှာရောက်တော်သောအခါလက330ရာရီအတွင်းသူ့ကိုယ်ကိုစက်ကရီယာလိုအတုံးတာခံလိုက်တော့တယ် မင်းကလေးများပင်စောင်းကအပြစ်မရသောထမင်းအချားသားလောက်တွေ့ရပါနဲ့။ယောက်ျားလေးများအတွက်ဆိုစရာမရှိတော့ဘူး။အဘဲကြောင့်ဆိုသောသူတို့အတွင် ထမင်းအချောင်းတွေကမကထမင်းဖို့အချောင်းပိုလာရသည်ပင်မရဲအတန်ဒီတိတ်၍သွားတော်သည်။စာချက်ပေးသည်ထင်လေ။အဖို့သည်လည်းအိယာတော်ဝင်တော်သည်။နောက်နေနေတပြည့်စည်းလဲချိန်တွင်သူသည်အိမ်ခိုင်းချက်တည်းရဲ့ဆောင်ဓပုံကြီးကိုမကြည့်ချင်တော့ဘူး။ တော်လေးခင်မရန်ကုန်မှမိရချားနဲ့ရောက်လာတော့လဲသူဒီစကားဟာဟာပြောရမရတော်လေးခင်မကမှရိုးကုန်မလေးတွင်အဖို့အထွားပွဲယုံရဝစ်စုံကုန်မာခဲ့ပြီးကြောင်းပြီးစတော့ကိုသူထုံးမိအကြောင်းစိန်စတော့နဲ့စိန်ပြီးကိုလည်းသူပေးမိအကြောင်းဝမ်းသာအားလိုက်ပြောရှာသည်ညတွင်မတ်ရွှေပူသည်မန်နေငုံရှိထိုင်ရန်ပြန်သည်တော်လီခင်မောင်မမမြကောစတုံးကိုချောလာနေအောင်ထုံးပေးကြသည အဖို့မင်္ဂလာဆောင်ရင်လဲဒေါ်လေးလို့ဒီလိုပဲလာထုံးမိမယ်ဒေါ်လေးလည်းဒီဂရီရုံကတခါမင်္ဂလာဆောင်တော့တခါစတုံးထုံးရတာတိတ်ပြောတာပဲဒေါ်လေးခင်မသည်အရဲကြောင့်နေပါလေစကားပြောတဲ့မှာတက်ချွိုင်းရွှင်လာသည်အခုတော့ဘေးမအောင်ခင်တော့ကတိတ်အောင်ချင်တာပဲအခုတော့တကယ်အောင်လို့ဒီဂရီရမယ်ဆိုတော့စိတ်ထဲမှာတိတ်မပါတော့ပါဘူးယောက်ျားယူရတော့လဲဒီလိုပဲနေမှာပဲစိတ်ကူးနေအောင်လုံးသာပျော်စရာနေမှာပဲတကယ်ယူရတော့ဘဝတစ်ခုကို ညဘူးတွေအတူတွေရင်ဆိုင်ရတယ်ဆိုတာမလွယ်ဘူးနော်အဖို့တည်းတော်လေးခင်မထိုင်နေတော့လဲစကားပြောတယ်မှာအာရုံရထွက်ထွက်ကြကြမရှိဘူးသူတို့ညခေတည်းဘာများခွာချနေပါလဲတော်လေးခင်မခေတည်းတတ်သက်စညချင်းနဲ့ရွှင်ကြီးချုပ်ပါရဲ့အဖို့တို့ခေတည်းအောင်ရတော့မိုးတွေထိုင်နေပေါင်းလွှမ်းနေတယ်လို့အဖို့စကားကြောင့်အမဖြစ်တော့ရအတော်ပါပြုံးလေရတော့လဲရင်းနေတင်းတင်းသွားကြသည် အဖဲကြောင့်ဆိုသောမန်တွဲတွင်မြင်ရသောအဖို့မျက်နှာသည်သူတို့ပြေအောင်စင်ကစတုံထုံကျင့်နေစဉ်မျက်နှာကဲ့သို့ရွှေများအားချက်ဟန်မရှိတော့ကြပင်မကြမီပင်ဘာဦးရီကူးနေသည်ဆိုသောမယိုင်း၏အကန့်ဆက်ဆာလေးမှပရိမအပြင်းမမဝင်ရောက်လာတော့သည်အဖို့သည်ဒေါသထွက်နိုင်အောင်မရှိတော့ပင်သို့တော့ဘာဦးသည်ကာလမီများကြကြရေကူး၍နေဦးမီမိကို သူ့စိတ်ထဲတွင်တွေ့ကြည့်နေမိသည် မြေကျော်အဟောင်းကြီးတွင်ပါဝသည်ထက်ကထက်ကဟေကူးနေရသည် မရွယ်အရွယ်ရောက်သောခေတွင်မူပါဝတယောက်ဟိုမှာပကန်းတို့ရောက်သောခေနှင့်ကြုံပါစေဟုအဖူကဆူတောင်းမိနေသည်ခေနေယူဇလန်လေးလည်းပြီးဆုံးပါပြီရှင်ခန်းစားနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရတာစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လုပ်သွားကြဖို့မမေ့နေဘူးနော်